တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EO တွေကတရားမဝင်ကုန်သွယ်မှုတွေမှာပါဝင်ပတ်သက်ဖို့ကဖြစ်နိုင်ဘူးလို့ NCA ထိုးထားတဲ့ဘဝအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှာအောက်ကတာဘုံမူကြီးခုံးကွာကစီရင်တဲ့နေထဏာကိုပြောပါရတယ် နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EO တွေကနိုင်ငံအပေါ်သစ္စာစောင့်တည်မှုမရှိဘဲသူတို့ရဲ့ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုတွေမှာပါဝင်ပတ်သက်လျက်ရှိတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာအိုင်ကော်မရှင်အကွက်ထောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။2021ခုနှစ်နောက်ပိုင်း NASA ကလက်ထက်ကနေအခုအချိန်ထိအစိုးရဌာနဆိုင်ရာတွေနဲ့လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေအားလုံးကကိုကြိုးစည်းပွားကိုပုံမလုံဆောင်လာကြရလို့အစီအစဉ်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ တရားမဝင်ကုန်သွယ်မှုကိစ္စရပ်တွေမှာအဓိကအားဖြင့်နေကြားဆောက်တဲ့ BGF တွေနဲ့သူတို့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကပိုပြီးသက်ဆိုင်တယ်လို့ယူဆလို့ရတယ်လို့ပုံဝအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOSCAS မှာအခွဋ်ထဗိုလ်မှူးကြီးခုံးကကစီရင်တဲ့တင်ထဏာကိုပြောပါတယ်ဒီတော့အစီအလမယေထူရတဲ့အဖွဲ့အစည်းတွေကတော့မဟုတ်ပါဘူးကျွန်တော်တို့ကျွန်တော်တို့အကြီးကျယ်တော့မဆွေးခဲ့ပါဘူးကျွန်တော်တို့ ဒီအထူးသဖြင့်ဒီမေဇမလုတ်ပန်ဝင်ရနေတာကကျွန်တော်တို့မေဇသောတတ်တွေဖြစ်တာဟောမေဇသောတတ်တွေကတော့ပို့ပြီးတော့အခုကြီးပို့ရတာပေါ့ဗျာနော်ဒီ SC လုံးမထိုးထားတဲ့အဖွဲ့တွေကတကယ်တော့ငင်းငန်းကြီးသွားတယ်ဆိုတာတက်ကိုငင်းငန်းကြီးဆွနေဖို့အတွက်ငင်းငန်းကြီးဆွနေဖို့အတွက်ဟာလာအပြစ်ကရဆယ်ရင်လုံးမထိုးထားတာပေါ့ဗျာ အဲ့တော့ငယ်ငယ်ဆွေးနွေးဖို့အတွက်ဒီကကြောင့်ငယ်ဆိုးတာတဲ့အဖွဲ့တွေကဒါရလောက်ပတနာလို့ပြောတာပေါ့ဆွေးနွေးဘက်တွေပေါ့ဗျာဆွေးနွေးဘက်တွေဖြစ်မရှိပါသေးတယ်အစီစာချုပ်ရနော်ကျွန်တော်တို့ဒီပြည်သူလူထုကိုထိခိုက်နေတာတွေဟာဒီဘာမှလုပ်လို့မရဘူးကပါတော့အစီလုံးမထိုးရတဲ့အဖွဲ့တွေကမူဟာပြင်းတော့လုပ်လို့မရဘူးလုပ်လို့လည်းမဖြစ်နိုင်ဘူးပေါ့အဲ့ဒါလို့ကျွန်တော်တင်ပြကြတာ တိုင်းဒါလုံးနဲ့ကိုင်အဖွဲ့စည်း EO တွေအနေနဲ့သူတို့ရဲ့အင်အားတောက်တင်းလာတဲ့အချိန်မှာနိုင်ငံတော်အစိုးရပေါ်ပြန်လဲခုခံတိုက်ခိုက်မဲ့အနေအထားမျိုးလှုပ်ဆောင်နေတယ်လို့နိုင်ငံရေးလှလာတုံးသက်သူဒေါက်တာအောင်မျိုးကစီရင်လာတဲ့ဌာနကိုပြောပါတယ်။ဒါကဟိုပါပေါ့နော်။အဲအားလုံးရဲ့အဲ့ဒီဒီချက်တွေကကျွန်တော်တို့ဒီကလာမှာဆိုတော့အလုပ်လုပ်ပြီးတော့ဆက်ဆံရှောင်း။ဆက်ဆံရှာပြီးလို့ရှိရင်သူအားရှိတာလည်းတနည်းကြလို့ရှိရင် ်သူ့ကိုကျွန်တော်တောင်းဆိုမှမရလို့ရှိရင်သူတိုက်ဖို့ပြည့်ဆိုတဲ့ဒီစားမျိုးလို့လုပ်ကြတော့နော်အဲ့တော့တကယ်ကြင်ကြတော့ဒါမျိုးကကျွန်တော်ကမြေရှိမှတော့ဒါခွင့်ပြုတယ်နော်ခွင့်ပြုတယ်ဆိုတာလည်းဟိုခွက်ကလည်းဟိုပြောလို့ရှိနေတယ်ဟိုနိုင်ငံရေးကနော်ဟိုအဖြစ်ရှာနေပြီးတော့ခုဟိုဟာလူလူကကျွန်တော်နိုင်ငံရေးစီနှစ်ပတ်စလုံးအထောက်အကူရတယ် ဆိုရင်တော့ဒီလူတွေကိုကိုထဲကိုဆွဲဆောင်ဆွဲဆောင်ဆွဲဆောင်လို့ရှိရင်တော့ကျွန်တော်တို့ကစီးရင်းနေတယ်ပေါ့နော်ဒီလူကဖြစ်သွားမယ်အဲ့လိုအဲ့လိုဖြစ်ဖြစ်မှာပဲဒီကိစ္စကလည်းပျောက်မှာပေါ့နော်တို့ကဒီကပြားမွေးနေမိသားစုနဲ့လူချင်းကြတာအကြီးကျယ်ပေါ့နော်ဒါကတော့ပြားဝိစုမွေးရတယ်ကျွန်တော်ကဘယ်လိုနိုင်တဲ့ခါကျတော့ဒါကတော့တွေ့နေမှာပေါ့မြန်မာနိုင်ငံမှာလက်နက်ကန်အင်အားစုတွေအခုထပ်ပုံမပေါ်များလာတဲ့အပြင် သူတို့တပ်စိုးရဒေတာတွေမှာအခုံကောက်ခံမှုအပါအဝင်ဒေတာအတွင်းရှိတရံစာရတွေတူးဖော်ခွင့်ပြုခြင်းလက်နက်ရောင်းချခြင်းမူရည်ဇေဝမှောက်ကိုကူးခြင်းနဲ့အခြားသောအချိုးစည်းပွားတွေကိုလည်းတွင်ကျဲစွာလှုံ့ဆော်လာနေကြပါတယ်။လက်ရှိ NCA ထိုးထားတဲ့လက်နက်ကင်တွေမှာရှမ်းပြည်နယ်ပြည်လဲထူထောင်ရေးကောင်စီ RCS ကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDN ချင်းအမျိုးသားတပ်ဦး CNS ဒီမိုကရေစီအကြိုးပြုကရင်တပ်မတော် DKB ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC PNL ရခိုင်ပြည်လူမျိုးရေးပါတီ AAB မြန်ပြည်သက်ပါတီ NSP လာဟုဒီမိုကရက်တစ်အစည်းအရုံး ADU တို့ဖြစ်ကြပါဗျာ